ဘောခင်ဗျားအလုံးမင်္ဂလာပါ clock corner ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကျွန်တော်ပြီးမြောက်လေးပွဲစဉ်14မှာကျွန်တော်နောက်ဆုံးပွဲစဉ်တစ်ပွဲရှိပါတယ်ဒီပွဲကတော့ကျွန်တော် Manchester United နဲ့ကျွန်တော် Wolverhampton တို့ကျွန်တော်ဆုံတွေ့နေတယ်ပြီးမြောက်လေးပွဲစဉ်14မှာတော့ဘယ်ပင်းကတော့ကျွန်တော်နိုင်ပွဲတွေကိုပြန်လဲပုံဖော်နိုင်မယ်ကျွန်တော်ဒါမှမဟုတ်ပဲね Manchester United ကပဲသူ့ရဲ့အိမ်ကမှာကျွန်တော်နိုင်ပွဲတွေကိုပြန်လဲဆက်သွားမလားဆိုတော့တော်တော်လေးမှကျွန်တော် စိတ်ဝင်စားဖို့ကောင်းပါတယ်အထူးသဖြင့်ကျွန်တော်တကယ်လို့တော့ Manchester United အသင်းနေတဲ့ဒါဒီညရှင်ပိုင်းမှာကျွန်တော်တို့ Premier League Poison League ဝဟန်းနဲ့သူတို့ရဲ့အိမ်ဝင် Ultra ဖို့မှာဒါနိုင်ပွဲကိုဒါပုံဖော်နိုင်မယ်ဆိုရင်တော့သူတို့အနေနဲ့ကျွန်တော်တို့အဆင့်20နဲ့မှကျွန်တော်အဆင့်အခုကကျွန်တော်အဆင့်9ဗျာအဆင့်9ကနေတော့သူတို့အနေနဲ့အဆင့်9ထိကိုပြန်လဲတက်လန်းလာနိုင်မယ်အခွင့်အရေးကိုသူတို့အနေနဲ့ ကောင်းဆုံးတုံးချသွားနိုင်မှာဒါမှမဟုတ်ပဲလည်းကျွန်တော်အမြဲတမ်းလိုလိုကျွန်တော်တို့ဝဟန်အသင်းအနေနဲ့မန်ချက်တာယူနိုက်တက်နဲ့တွေ့တိုင်းကျွန်တော်ဒုက္ခတွေမြင်နေပင်းနေတဲ့ကျွန်တော်ပုံစံကောင်းကိုဆက်ပြီးတော့ထိမ့်သိမ်းသွားနိုင်မှာဆိုတော့ကျွန်တော်တစ်ချက်တော့ကျွန်တော်စောင့်ကြည့်တင်တယ်။ Okay ကျွန်တော်ဗီဒီယိုလေးမစားခင်ကျွန်တော် YouTube channel လေးကို YouTube နဲ့ Like and Subscribe လုပ်ကြတဲ့ Like and Subscribe လုပ်ပြီးကြည့်ပြီးတော့လို့ရပါတယ်။ခွဲရဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင် ဒီနေ့တည်းရဆုံတွေ့မှုဒီနေ့ရဆုံတွေ့မှုကကျွန်တော်ခုနပြောခဲ့လို့ပဲ Manchester United နဲ့ Club ကတော့ကျွန်တော်အခွင့်အလမ်းတွေတော်တော်လေးမှများနေတယ်လို့ပြောလို့ရတယ်။ဘာအတွက်ကြောင့်လဲဆိုရင်ညအပွင့်မှန်တော့ကျွန်တော်တို့အဲအတင်းကြီးတွေအနေနဲ့ဒီဘောက်အတင်းနေတယ်လဲကျွန်တော်တေပွဲတပွဲကိုအာကျသွားသလိုတစ်ခါကကျွန်တော်ချက်စီးတင်းနေလဲကျွန်တော်ရှုံးနိုင်မှုတွေကြုံတွေ့သွားတဲ့အတွက်ကြောင့်ဒီခါကျွန်တော် Manchester United အနေနဲ့ဒီအခွင့်အရေးကိုအကောင်းဆုံးတုံးချပြီးတော့သူ့အနေနဲ့ကျွန်တော်အဆင့်9ကိုပြန်လဲတက်လန်းနိုင်မှုအခွင့်အရေးတွေ တော်တော်လေးကောင်းနေတယ်လို့အမိနဲ့ဒီခွင့်ရတော့သူတို့အနေနဲ့အကောင်းဆုံးတုံးချသွားနိုင်ဖို့ပဲလိုအပ်တယ်လို့အမိနဲ့ဘာတဲ့ကြောင့်လဲဆိုရင်လည်းကျွန်တော်အနေနဲ့မြင်ကြဆိုရင်မန်ချက်တာယူနိုက်တက်အနေနဲ့အခုဆိုရင်တော့ကျွန်တော်အစီကိုနေရာထိရောက်သွားပြီးတော့ကျွန်တော်တို့တကယ်လို့လည်းဒီညအပွဲမှာဒါမန်ချက်တာယူနိုက်တက်အနေနဲ့ဟောနိုင်ဖို့လို့ပေါ်ပေါ်မှဆိုရင်ကျွန်တော်20နဲ့မှ4မှတ်ရပြီးတော့အဲအဆင့်9နေရာကိုဝင်သွားမယ်အဆင့်အဆင့်ဟုတ်တယ်အဆင့်9နေရာမှာဝင်သွားမယ်ဘာတဲ့ကြောင့်လဲဆိုရင် Google Charger နဲ့ကျွန်တော်တို့အားရချက်စီးတင်ရကျွန်တော်တို့အောက်မှာကျွန်တော်ရောက်သွားမယ်လို့အမိနဲ့ โอเคอ่ะဆိုရင်ကျွန်တော်ဒီနေ့သင်ကျွန်တော်နောက်ဆုံးရှင်းမယ်ထားတဲ့၅ပွဲအကြောင်းလေးကြည့်လိုက်ဒီနေ့သင်နောက်ဆုံးရှင်းမယ်ထားတဲ့၅ပွဲမှာဆိုရင်တော့ Manchester United ကတော့ကျွန်တော်၂ပွဲနိုင်၂ပွဲရှုံးပြီးတော့ကျွန်တော်တပွဲအဲ၂ပွဲနိုင်အဲ၂ပွဲတည်ရေတပွဲရှုံးထားတယ်ရှုံးထားတဲ့ပွဲကလည်းသူတို့ရဲ့အိမ်ကွင်းမှာပဲကျွန်တော်တို့တစ်ဖက်က Everton အသင်းကိုထင်မဲ့မထားပဲနဲ့ကျွန်တော်1-0ဆိုပြီးတော့ရှုံးသွားတယ်ကျွန်တော်ပွဲလေးဖြစ်တယ်တစ်ဖက်ကကျွန်တော်ဝဟန်ဝဟန်တော့ကျွန်တော်တို့နောက်ဆုံးရှင်းမယ်ထားတဲ့ပြင်းပြလေးပွဲစဉ်မှာဆိုရင်တော့သူနေရာလီဗာပူးကိုသူတို့ရဲ့အိမ်ကွင်းမှာ Z2 ဆိုပြီးတော့ရှုံးနေထားတဲ့အတွက်ကြောင့်ဒီခါမှာတော့သူတို့အနေနဲ့ဝေဖန်ကိုလာရောက်ရှင်ပေမဲ့ Manchester United နဲ့ပွဲမှာတော့သူတို့အနေနဲ့ဘလူးတွေနိုင်ပွဲတွေကိုပြန်လဲပုံဖော်နိုင်မလားဆိုတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်။ Okay ဒီနေ့တင်းကျွန်တော်နောက်ဆုံးထိတ်တိုက်တွေ့ဆုံမှာဆိုလို့ရှင်လေကျွန်တော် Manchester United ကလည်းကျွန်တော်တို့အမြင်နဲ့လို့အသာစီးရထားတော့တွေ့ရမယ်။အဆက်တစ်ချိန်တော့ကျွန်တော်နိုင်ပွဲတွေပေါ်ပေါ်ထားပြီးတော့၈ချိန်ပြေးကြထားတယ်။၉ချိန်ကကျွန်တော်ဝဟန်တင်းရတော့ကျွန်တော် ိုင်ထားတယ်ဒီနှစ်သင်းကကျွန်တော်ဆုံသွင်းလို့မနစ်ကရာသီမှာဆိုရင်တော့ကျွန်တော်တို့နှစ်ကျော်သလုံးမှာဆိုရင်တော့ Manchester United အနေနဲ့ကျွန်တော်တို့ဝဟန်သင်းကိုကျွန်တော်တို့နိုင်ထားနိုင်တာဂျင်းကိုမတွေ့ဘူး Manchester United ရဲ့အိမ်ခွင့်မှာဆိုရင်ကျွန်တော်တို့မနစ်ကရာသီမှာဆိုရင်တော့ Z2 ဆိုပြီးတော့ကျွန်တော်တို့ရှုံးနေထားဆိုဝဟန်ရဲ့အိမ်ခွင့်မှာဆိုရင်တော့ကျွန်တော်2-1ဆိုပြီးတော့ထပ်ပြီးတော့ရှုံးနေထားတဲ့အတွက်ကြောင့်မနစ်ကနှစ်ကျော်သလုံးမှာဆိုရင်တော့ Manchester United အနေနဲ့ကျွန်တော်ဝဟန်ကိုနိုင်ထားခြင်းမရှိတဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ ဒီနေ့ပြန်လဲဆုံးတွေ့မယ်ကျွန်တော်ပြီးမြန်လေးပွဲတင်နှစ်ကြော့မှာဆိုရင်တော့ပြန်လဲနိုင်ပွဲတွေကိုယူနိုင်မှာလားဒါမှမဟုတ်ပဲနဲ့ကျွန်တော်ဗနစ်ကရာသီလိုမျိုးပဲကျွန်တော်ထိမမထားတဲ့ရလက်တွေကိုပြန်လဲထပ်ပေါ်လာမှလားဆိုတော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်လို့မြင်တယ်ကျွန်တော်ဝဟန်အသင်းအနေနဲ့လည်းကျွန်တော်တို့အဝေးကင်းသူတို့အနေနဲ့ဆွမ်းဆောင်ရင်းနဲ့တိတ်ပြီးတော့ကျွန်တော်ကောင်းလာတဲ့အထဲမှာတော့မပေါင်းဝဟန်တွေရပါတော့ကြောင့်လည်းကျွန်တော်ပြီးမြန်လေးပွဲတင်73ပွဲပြီးသွားတဲ့အချိန်မှာဝဟန်အသင်းအနေနဲ့ကျွန်တော်တို့အဝေးကင်းဆွမ်းဆောင်ရင်းဆိုရင်သူတို့အနေနဲ့73ပွဲပြီးသွားတဲ့အချိန်မှာတပွဲပဲနိုင်ထားတာတွေ့ရပြီးကျွန်တော် ကြည့်မယ်ဆိုရင်တော့တည်ပွဲရတဲ့နှစ်ပွဲလောက်ရှိပြီးတော့ကျန်တဲ့ပွဲတွေမှန်မှန်သူတို့အနေနဲ့ရှုံးနေထားတာလည်းရှိတဲ့အတွက်ကြောင့်ဝဟန်တင်းရဲ့ကျွန်တော်အဝေးကွင်းဆက်ဆောင်ရင်ကတော့တော်တော်လေးမှမကောင်းဘူးလို့ပြောလို့ရတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ကျွန်တော်တို့အိမ်ကွင်းဆက်ဆောင်ရင်ကတော့ကျွန်တော်တို့နောက်ဆုံးရှင်မြိုင်ထား၅ပွဲမှာဆိုရင်တော့နှစ်ကွင်းအဲနှစ်ပွဲကတော့အိမ်ကွင်းဖြစ်တယ်။တပွဲနိုင်ထားပြီးတော့တပွဲကတော့ကျွန်တော်ရှုံးနေထားတဲ့အတွက်ကြောင့်ဒီတစ်ခါကျွန်တော်အိမ်ကွင်းအုတ်ထပ်ပုံမှာမန်ချက်စတာယူနိုက်တက်အနေနဲ့နိုင်ပွဲတွေကိုပြန်လဲပုံဖော်ပြီးတော့ဆင်းရဲတီချက်ကလည်းကျွန်တော်အဆင့်၅တီကိုပြန်လဲတက်လန်းလာဖို့ဒီနေ့ပွဲတော့မဖြစ်မနေနိုင်ပွဲတွေကို အဲလိုအပ်တယ်လို့တော့မြင်တယ်။ဒီဘက်ကကျွန်တော်တို့တိတ်ပြီးတော့အချိန်နေမကောင်းလာတဲ့ဝဟန်သင်းကိုထပ်ပြီးတော့တို့အနေနဲ့နိုင်ပွဲတွေကိုအဲယူနိုင်ဖို့အရေးကြီးတယ်လို့တော့ကျွန်တော်မြင်တယ်။ Okay အဲဆိုရင်ကျွန်တော်ဒီနေ့သင်ရကျွန်တော်ခဏမှန်းလိုက်နေလေးကိုတွားလိုက်ကြအောင်။ယူဆုံးနေရကျွန်တော်ဝေကမဲ့ live ရှင်ပေးမယ်ဝဟန်သင်းကိုပြပါမယ်။ဝဟန်သင်းမှာတော့တို့ရဲ့အဓိကကိုးသမားနေရာမှာတော့ဘာရီယိုလာပဲပွတ်ထလာပြီးတော့နောက်တန်းမှာဆိုရင်တိုဘီတို့ပြီးလို့ရှိရင်ဂျူလီယန်နဲ့မာပရိုပါနောတို့ပဲပွတ်ထလာမယ်။ကိုယ်လိုက်မှာဆိုရင်တို့ကတော့အဲ ဟိုကပီတာပြီးလို့ဆိုရင်ပေါ်နဲ့ဖာနန်ဒက်ရဲ့ပြီးလို့ဆိုရင်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့ကစားသမားဟောင်းဖြစ်တဲ့ဝမ်ဘီဆာကာပဲဒီနေ့ပွဲမှာထပ်ပြီးတော့ပေါ်ထလာမယ်လို့မြင်တယ်တိုက်စစ်မှာတော့တို့ရဲ့အဲ KMB ပြီးလို့ဆိုရင်ဖူဂရုနဲ့ပြီးရင်တော့နှစ်ပြောက်ကတော့ကျွန်တော်တို့သူတွေအဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ဂျာရက်ဘိုဝန်တို့ပဲပေါ်ထလာပြီးတော့ဒီနေ့ပွဲမှာထပ်ပြီးတော့တို့အနေနဲ့မန်ချက်စတာယူနိုက်တက်ကိုနိုင်ယူသွားနိုင်မှာဆိုတော့တော်တော်လေးမစိတ်ဝင်စားတဲ့ဇာကောင်းတယ်ခြေပွဲမှာတို့အနေနဲ့ရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပြန်လဲနိုင်ွယ် ဟိုပုံဖော်သွားနိုင်မလားဆိုတော့စောင့်ကြည့်ရမယ်ဘာဖြစ်လို့လဲဆိုရင် Manchester United တို့မနစ်ကရာသီတော့တော်တော်လေးမှခြေသွမ်းတွေပြတ်သားထားနေတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ပြန်လည်ဆုံတွေ့တဲ့အချိန်မှာတော့မနစ်ကရာသီတိုင်းပဲကျွန်တော်တို့ overhand အနေနဲ့နိုင်သွားနိုင်မလားဆိုတော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်လို့မြင်တယ်ဘာတော့ကြောင့်ရင်ရှေ့ဘွဲမှာရှုံးနေတာတဲ့အတွက်ကြောင့်ဒီဘွဲမှာတို့ပြန်လည်ယုံထားနိုင်မဲ့ကျွန်တော်အားကိုလည်း Manchester United အနေနဲ့တော်တော်လေးမှအာသတိထားပြီးတော့စောင့်ကြည့်တင်တယ်လို့မြင်တယ်โอเคအဲ့ဒါကျွန်တော် Manchester United ဘက်ကိုတော့တစ်ချက်သွားလိုက်အောင် Manchester United ဘက်မှာ တက်ပန်းမှာတော့ကျွန်တော်ကိုရီးယားနိုင်ငံနာမည်နေရာမှာတော့ကျွန်တော်စန်နီလမန်းပဲပွတ်ထားလာမယ်နောက်တန်းမှာကျတော့ကျွန်တော်ရိုးရိုးရိုးရှိမှာပြီးတော့ဆင်ဒီလေးတက်ရှိပြီးတော့ပြီးတော့နောက်ပြပါလူချောတို့ပဲပွက်ထွက်လာမယ်လို့မြင်နေကွင်းလင်မှာဆိုတော့ကျွန်တော်တို့အာမက်ရှိမယ်ကတ်မဲတို့ဘရူနိုတို့ရှိပြီးတော့နောက်တစ်ယောက်ကလည်းကျွန်တော်ဒီလော့တို့အန်ဒါဟိုးလို့ဆိုရင်ကျွန်တော်တို့ဒိုကူတို့ဘာတို့ပဲပြန်လဲပွက်ထွက်လာမယ် ပုံစံမျိုးရှိတယ်အဲသူတို့ရဲ့တိုက်စစ်မှန်နေရမှာဆိုရင်တော့မစ္စတာမောက်တို့ရှိမယ်ပြီးတော့ကျွန်တော်အန်ပူမိုးရဲ့ပြီးတော့ကျွန်တော်ကုညာတို့ပဲပွက်ထလာမယ်လို့နေတယ်အဲဒီစုဖွဲ့နေဆိုရင်တော့သူတို့ရဲ့အိမ်ငွေမှနိုင်ပွဲကိုပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့နေတယ်ရှေ့ကျွန်တော်တို့အဲဘာဒန်ရဲ့ပွဲလိုမျိုးကျွန်တော်ထင်မဲ့မထားတဲ့ရလဒ်ဒေတာထပ်ပေါ်သွားမယ်ဆိုရင်တော့ Manchester United ကတော့တော်တော်လေးဥမာနှစ်နာရ မျက်နာမယ်လို့ပြောလို့ရတယ်ပါတဲ့ကြောင့်လည်းကျွန်တော်ရှေ့မှာအတင်းကြီးတွေနည်းနည်းရှုံးမွေးတွေကြုံတွေ့ထားတဲ့အတွက်ကြောင့်ဒီတစ်ခါမှာသူ့ရဲ့အိမ်ငွေးလည်းဖြစ်တယ်တစ်ခါကဝဟန်းလို့မျိုးကျွန်တော်ခြေသွန်းတွေမတိမငြိဖြစ်နေတဲ့အတင်းကိုအနိုင်ယူပြီးတော့အဆင့်ရက်တွေကျကျွန်တော်အဆင့်၅ထိလောက်ကိုတက်လှမ်းလာနိုင်မဲ့ခွင့်ရတော့သူတို့အနေနဲ့အကောင်းဆုံးတုံးချသွားနိုင်မယ်လို့နည်းနည်းတကယ်လို့လည်းအကောင်းဆုံးသာတုံးချသွားနိုင်မယ်ဆိုလို့ရှိရင်ဒီပွဲတက်ကတော့ Manchester United တက်ကတော့တော်တော်လေးမှပြောစရာများမဲ့ပွဲတစ်ပွဲလိုတော့မြင်တယ်။ဒါတော့ကြောင့်လည်းအစိမ်း အဲကိုးနေရာနေတော့အဆင့်၅နေရာထိလောက်ကိုတက်လှမ်းလာနိုင်မဲ့အခွင့်အရေးကိုတော့ကစားသမားတွေအနေနဲ့ကတော့အဲအဲ NIR လဲဆောက်သွားပို့လို့ရတယ်လို့မြင်နေအနည်းပြအနေနဲ့တော့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အဲလူထုပ်ပုံတွေကအနေအစကျွန်တော်တို့အဲတပွဲလုံးတိုင်းတရာဆိုရင်တော်တော်လေးမှကျွန်တော်တို့အဲကင်တွယ်ပြီးတော့ဒီနေ့ပွဲမှာအနိုင်ဘုတ်ဖုံဖော်သွားဖို့လိုအပ်တယ်လို့မြင်နေဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော်တို့မြင်တဲ့ဖက်ကကျွန်တော်ဝဟန်အသိလို့မျိုးကျွန်တော်မနစ်ကရာဒီမှာကျွန်တော်လုံးဝသူ့ ရှုံးနေမှုတွေပြီးခဲ့တဲ့အသင်းတွေနှစ်မှာတော့ပြန်လဲနိုင်နိုင်ယူခွင့်ရေးတွေရောက်ရှိလာတဲ့အတွက်ကြောင့်ဒီခွင့်ရေးကိုတော့အသင်းကနေပြီးတော့ပြန်လဲအသုံးချဖို့လိုအပ်တယ်လို့အမြင်နေတယ်။ဒီလိုမျိုးဆုံးပေးမှုမှာတော့ကျွန်တော်တို့အဲဘယ်တင်းရနဲ့အလေးတာသွားမလဲဆိုတော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်။တစ်ခါကကျွန်တော်တို့ဝဟရတိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့အဲကြားရဘုံတော့လည်းတော်တော်လေးမှကောင်းတဲ့ကစားသမားတွေဖြစ်လို့ဖူးဖူးလို့ဆိုရင်လည်းကျွန်တော်မျက်နှုံးမြင့်တဲ့တိုက်စစ်သမားတွေဖြစ်တဲ့အတိတ်ကအဖြစ်တော့ ကြားတဲ့ဘုံဝင်ဆိုရင်လည်းတော်တော်လေးမှကောင်းတယ်ဗျာ။ဘယ်ချီရောညာချီရောသူ့အနေနဲ့ကြုံကြုံဆိုကန်တယ်ပြီလို့ဆိုရင်သူတို့ရဲ့အဓိကတစ်ဖက်ကကျွန်တော်တို့အဲနောက်တန်းကစားမဖြစ်တဲ့ဝမ်မီစာကားကျွန်တော်ဖြတ်တင်ဖို့မမှုတရားလေ။တော့လီဗာပူးနဲ့ပွဲမှာထောင်းအောင်ဆိုရင်တော်တော်လေးမှကျွန်တော်တို့ရှင်းထုတ်ရတဲ့ပုံစံမျိုးတွေရှိတဲ့တော့ကြောင့်ဝမ်ဘီစာကာတို့တော်တော်လေးမှကျွန်တော်တို့ကတ်ထားမဲ့ပုံစံမျိုးရှိတယ်ဝမ်ဘီစာကာတို့တကယ်လွတ်သွားပြီးတော့သူတို့ရဲ့ဖြတ်တင်ဘောတွေကောင်းမှုတွေဆိုရင်တော့ကျွန်တော်တို့ ဒါသူတို့ရအဓိကတိုက်ဆက်ပြမမှာဖြစ်တယ်ဖူဘလူတို့ပြောရင်ပုံမျိုးရအဆုံးသတ်မှုတွေကလည်းတေချာရဲ့အတွက်ကြောင့်မန်ချက်တာယူနိုက်တက်အနေနဲ့ဒီကစားသမားတွေကိုတော့အဲဟိုဘယ်လိုပြောမလဲဆိုဗျာအဒီသူတို့ရအဓိကတစ်ဖက်ကကျွန်တော်ဝဟန်ရဲ့အဓိကတိုက်ဆက်ကစားသမားကိုတော့သူတို့အနေနဲ့တော်တော်လေးမှထိန်းချုပ်ပြီးတော့အဲနိုင်ပွဲကိုပုံဖော်ဖို့အရေးကြီးတယ်လို့အနေနဲ့အဲပထမပိုင်းလောက်မှာတည်းကိုယ်အနေနဲ့တေချာစီမဲ့တွင်းကိုတွေကိုတွင်းထားမယ်ဆိုရင်တော့အဆင်ပြေပြီဒါမှမဟုတ်အဲ့လိုများမဟုတ်ဘဲနဲ့ကျွန်တော်ထိမမထားတဲ့ရလက် data ထပ်ပေါ်သွားမယ်ဆိုရင်တော့အဲမန်ချက်တာယူနိုက်တက်ကတော့တော်တော်လေးမှနက်နာသွားမယ်ပုံစံမျိုးလေးတော့အမြင်နဲ့ဒီနှစ်သင်းရဲ့ဆုံးပေးမှုမှာညီကိုလေးအနေနဲ့ပဲသင်းကနိုင်ပွဲတွေပုံဖော်သွားမယ်မန်ချက်တာယူနိုက်တက်ကလည်းကျွန်တော်ရှေ့ပွဲမှာနိုင်ထားတဲ့ပုံစံကိုဒီနေ့ပွဲမှာပြန်လဲနိုင်ပွဲဆက်မှာဒါမှမဟုတ်ပဲကျွန်တော်မနေ့ကရာသီမှာလုံးဝမန်ချက်တာယူနိုက်တက်ကိုအနိုင်ပိုင်ထားတဲ့ကိုဟန်သိရမယ်ဆက်လက်ပြီးတော့နိုင်ပွဲတွေဆက်သွားမှာဆိုတော့ဦးရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ Live ထိရှိပေးတဲ့ညီကိုတချောင်းညီမကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ။